လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ Wonder Gas ကနေလူကြီးမင်းတို့အတွက်ပြသက်ပေးသွားမယ် Gasmi Bole ကတော့ Indonesia brand RI 522A Gasmi Bole ပဲဖြစ်ပါတယ်ရှင် gas oil နဲ့ချိတ်ဆက်ပြီးအသုံးပြုပုံကိုပြသပေးသွားပါမယ်ရှင်ပထမဦးစွာ gas oil ကိုအရင်ဆုံးဖွင့်လိုက်ပါမယ်ရှင်ပြီးရင် regulator ဘာမှရှိတဲ့ခြေအုံလေးကိုနှိပ်ပေးရပါမယ် ခလုတ်ကလေးကိုတွန်းပီလေးဘဲဘက်ကိုလှည့်ပြီးတော့ဖွင့်လိုက်ပါမယ်။နောက်တစ်ဖက်ကလည်းခလုတ်ကလေးကိုတွန်းပီလေးနဲ့ဘဲဘက်ကိုလှည့်ပြီးတော့ဖွင့်လိုက်ပါမယ်။ RNI R522A gas မျိုးပါဆိုရင်မျက်နှာပြင်တစ်ခုလုံးကို stainless steel နဲ့ပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်။ မီးခွင်းတစ်ခုလုံးကိုလည်းជីမီးခွင်းနဲ့အသုံးပြုပေးထားပြီးတော့ကစားနှုံးကိုလည်းတာမန်မီးဖို့တွေထက်30ရာခိုင်နှုန်းတော့တတ်တာစီပါတယ်။ခလုတ်အုံပိုင်းမှာဆိုရင်လည်းဂျပန်နီးပညာနဲ့ပြုလုပ်ပေးထားပြီးတော့အချိန်ပေါင်း3000ကျော်အထိတော့အသုံးပြုနိုင်ပါတယ်။မီးတောက်ကလေးတွေကိုချိန်ကြီးခြင်းနဲ့ဆိုရင်ခလုတ်ကလေးတွေရနေတဲ့ဆင်အတူအျောပြုလုပ်နိုင်ပါတယ်။ Nine RI 522A ကမီပြွာဆိုရင် steam မျက်နှာပြင်ဖြစ်တဲ့အတွက်အိမ်သုံးရောဆိုင်သုံးရောနှစ်မျိုးလုံးအသုံးပြုလို့ရပါတယ်။ ရနိုင်းတစဲအင်ဒိုနီးရှားမျိုးဝါဆိုရင်စင်ကဲတဖိုးရဲရောတဘဲနှဖိုးရဲရောလူချင်းမျိုးစိတ်ချိုင်ရေးချယ်ပြီးတော့ဝယ်ယူလို့ရပါတယ်ရှင်။ဒီခုလို Renine Brand Gas မျိုးအမျိုးမျိုးကို Roaster Gas ဆိုင်တွင်လူချင်းမျိုးစိတ်ချိုင်ရေးချယ်ဝယ်ယူလို့ရပါတယ်။မန်လေးဆိုရင်အရင်ရောက်တက်ဆင်ပေးတဲ့ဝန်ဆောင်မှုလေးလည်းရှိပါတယ်ရှင်။ gas သုံးထမင်းပါဝအမျိုးမျိုးကိုလည်းဝယ်ယူရရှိနိုင်ပါတယ်။ gas မျိုးတွေနဲ့ပတ်သက်လို့သိချင်တာတွေရှိရင်လည်း ping messenger ဒါမှမဟုတ်ပေးထားတဲ့ဖုန်းနံပါတ်တရားနဲ့တက်ဆက်သက်ပြီးတော့မေးမြန်းနိုင်ပါတယ်။ယခုလိုကြီးစုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။